အဓိကတော့စင်စင်ပေါ့လေဒုတိယအဓိကတော့ကျမ်းမာရေးပေါ့မာကြီးကျမ်းမာရေးကောင်းကျင်တယ်ပေါ့ပေါပါနေကျင်တယ်အာဒီအခုဒီလိုမျိုးဝေးချယူမာကြီးလိုကျင်တဲ့ target ရောက်သွားပြီးဆိုပြီးတော့မာကြီးရှော့လိုက်မယ်တော့ရှော့လိုက်မှာတော့မဟုတ်တော့တိုင်းလေးပဲပုံမှန်လေးပဲမာကြီးသွားမယ်မာကြီး what's pick up ဝါရနော်စီနေတဲ့ရေးတော့လောဝါရနော်အော်မာကြီးကလွန်ခဲ့တဲ့ကာလတွေဘာလို့မှသွားရရောကောင်မာကြီးအချားကြီးခံစားခဲ့ရတာမာကြီးမှာဓာတ်ပုံတွေရှိတယ်ပြကျင်တယ်ဟုတ်တယ် ာလည်းမျက်နှာပုတ်ရည်ကြိုင်နေတယ်ဗျိတ်တော်ဝဲနေတယ်အဲ့ချိန်မှာမာကြီးမာလည်းမျိုးဆိုအလက်ဂျီတွေလည်းဖြစ်တယ်မျက်နှာမှာဆိုလည်းဘူးတွေအများကြီးပေါက်တယ်မာကြီးရဲ့ဒီသွေးကစားတဲ့အချိန်ကြီးဖြစ်နေတဲ့အချိန်ဆိုအဲ့ဒီဓာတ်ကိုမာကြီးကကြံ့ကြံ့ခံခဲ့ရပါပေါင်30လောက်ကျသွားတယ်ဆိုတော့လေတိတာတာပေါ့လေအဲ့တော့ပေါင်30လောက်မကျခင်ကတော့မတိတာပါဘူးဒါပေမဲ့ပေါင်30လောက်ကျသွားတဲ့အချိန်မှာမာကြီးမြမအင်ကြီးလေးတွေကို confidence ရှိရှိဝတ်လာနိုင်တာပေါ့ အဓိကကတော့ကျမ်းမာရေးပါပဲမာကြီးတို့ကျမ်းမာရေးကောင်းမှုအရေးကြီးရယ်မာကြီးကလွန်ခဲ့တဲ့ကာလတွေပတ်လုံးမှာသားရဲယောဂအောင်မာကြီးကအချားကြီးခံစားခဲ့ရတာမာကြီးမှာဓာတ်ပုံတွေရှိတယ်ပြချင်တယ်အဲဘလူးလေးလဲဆိုတော့မာကြီးရဲ့အဲ့အသက်50ဝန်းကျင်ကာလ51 52အဲ့ဘလောက်ကနေစဝါလာလာဟာဒီ53 54ဒီပေါ့နော်နှစ်နှစ်သုံးနှစ်တောက်လျှောက်ဝါအဲ့အချိန်မှာမာကြီးမှလည်းမျိုးဆိုအလက်ဂျီတွေလည်းဖြစ်တယ်မျက်နှာမှာဆိုလည်းဘူးတွေအများကြီးပေါက်တယ်မာကြီးရဲ့ဒီသွေးကစားတဲ့အချိန်ကြီးဖြစ်နေတဲ့အချိန်ဆိုတော့အဲ့ဒီဒဏ်ကိုမာကြီးကကြံ့ကြံ့ခံခဲ့ရတာပါ ဲ့တော့မကြီးကအဲ့ဒီယောဂတွေကိုအရင်ပြောင်းအောင်ကုရပါတယ်ဟိုဝိတ်ကိုနောက်မှချဖို့စဉ်းစားရပါတယ်ဆိုတော့တိုက်ရိုက်ကလည်းဖြစ်ဆိုတော့တိုက်ရိုက်ကိုလည်းအရင်ဆုံးညီအောင်မကြီးကထိန်းသိမ်းရပါတယ်အဲ့တော့အဲ့ဓာတွေယောဂါဘာတွေအကုန်ကင်းပြီဆိုမှမကြီးကဝိတ်ချမဲ့ plan ကိုစလုပ်နိုင်တဲ့သဘောပေါ့စောပိုင်းကာလာလေးတော့ဝိတ်ချရဆိုရင်မတိုးပါဘူးဒါပေမဲ့နည်းစူးစားရတာပါအဲ့ကြောင့်မကြီးထမင်းမစားဘူးဆိုတာလည်းမဟုတ်ပါဘူးထမင်းလည်းစားပါတယ်ဆွဲရှိဖို့ပါပဲပြီးတော့အသက်အရွယ်နဲ့အလိုက်ပေါ့နော်မကြီးတို့လိုအသက်အရွယ်ရှိတဲ့လူတွေကဟိုဘယ်လိုခေါ်မလဲ ဘာနေလို့ဆိုရင်စိတ်မညစ်ပါနဲ့ကျမ်းမာအောင်အရင်နေပါကျမ်းမာရင်ဝိတ်ချဖို့ဆိုတာအရန်လွယ်ပါတယ်လို့မကြီးကဒီနေ့ကနေမိုတီပေးပြစေအဓိကတော့စင်စင်ပေါ့လေဒုတိယအဓိကကတော့ကျမ်းမာရေးပေါ့အားမကြီးကျမ်းမာရေးကောင်းကျင်နေပေါ့ပေါ့ပါနေကျင်နေအာဒီအခုဒီလိုမျိုးဝိတ်ချရင်မကြီးလိုချင်တဲ့တာဂက်ရောက်သွားပြီးပြီး ဆိုပြီးတော့မာကြီးရှော့လိုက်မယ်တော့ရှော့လိုက်မှာတော့မဟုတ်တော့ဘူးတိုင်းလေးပဲပုံမှန်လေးပဲမာကြီးသွားမယ်ပုံမှန်လေးစားမယ်ရင်တော့ဆိုရင်ကျုံနာကောက်စားလိုက်တာပဲအခုတော့ဇက်ထဲကိုအစာတစ်ခုမထည့်ခင်စဉ်းစားပါလေငါဘိုက်စားလို့စားတာလားဘိုက်မစားပဲစားနေရလားစားရောစားခြင်းလားဆိုတော့အမြင်တွေ့ပါတယ်အဲ့စိတ်ကလေးနဲ့နေလိုက်တဲ့ခါကျသူ့အလိုလိုအဆင်ပြေသွားပါတယ်ခက်ကဝေးကြပြီးရင်ကြော်ညာရိုက်မယ်ကြော်ညာရိုက်မယ် vlog တွေဆက်ရိုက်မယ်ပြီးရင်ခံဝင်လာလေးအများကြီးဝက်မယ် အဆင်ပြေပါရဲ့ဒါပေမဲ့ဒီကိုလုံးနဲ့ခက်ခဲဝှစ်ချင်တဲ့အဝတ်စားအဆင်မပြေသေးဘူးပေါ့နော်အများကြီးထက်ချရအောင်ပါခက်ခဲကဘယ်လိုဝှစ်စားလေးတွေဝှစ်ချင်တာလဲဒီလိုမျိုးနဲ့အဆင်ပြေဘူးဆိုတော့လေအော်လက်ပြက်ခါဝင်လေးတွေဝှစ်ချင်တယ်လက်ပြက်ခါဝင်လေးတို့ဟိုဒီလိုမျိုးအဲ့လိုပေါ့နော်ခါဝင်လေးတွေတော်တော်များများဝှစ်ချင်ဝှစ်ချင်တယ်ဝေးရတော့မှာပါဝေးရတော့မှာမိုင်းနဲ့တော့ပြေးတဲ့ကလုံးဝ surprise တိုက်လိုက်တာနော် surprise တော့မတိုက်ပါဘူးဒီလိုပါပဲကြိတ်ကြီးဝိတ်ချရတာပေါ့ မကြီး32ပေါင်ကြားတယ်ဒါပေမဲ့အဲ့32ပေါင်မှာကမကြီးကဆရာဝန်ညွှန်ကြားတဲ့တိုင်းတရားလုတ်တဲ့အတွက်မကြီးကအစီဒီပဲ32ပေါင်ကြားပါတယ်ကျန်တဲ့တပေါင်ကတော့ရေဝိတ်ပါမကြီးတို့မှာ plan ရှိပါတယ်ဇရာခွက်ရှိပါတယ်အဲ့ဇရာခွက်ကိုကြည့်ရင်အကုန်သိပါတယ်လိန်လို့လည်းမရပါဘူးတပတ်တစ်ခါမကြီးတို့ဝိတ်လာချင်ရတဲ့အခါမှာမကြီးဒီဒီတပတ်လုံးမှာကောင်းကောင်းစားရလားဆရာဝန်ညွှန်ကြားတဲ့တိုင်းလိုက်နာရလားဆိုတာကအဲ့ပေါင်ချိန်တဲ့အချိန်မှာအကုန်သိပါတယ်ပေါင်ချိန်လိုက်တဲ့အချိန်မှာမကြီးရေဝိတ်ကဘယ်လောက်ကြာသွားလဲမဆယ်ကဘယ်လောက်ကြာလဲ အစီရဘယ်လောက်ကြာလဲဆိုတာတခါတည်းပေါ်ပါတယ်အဲစောပိုင်းကာလာတွေတုန်းကမကြီးဆဆချင်းတုန်းကမဆယ်ဒီလက်ကြာအစီရတိတ်မကြာအောင်အဲ့တော့အစီကြာဖို့ဆိုတာကမကြီးကအသားများများစားမှရမှာအသားစားတော့မှအဲ့အစီနေရာမှာအသားတွေကတိုးပြီးမဆယ်ဒီတိုးပြီးမကြီးကဝေးကြမှာပါအဲ့နီလန်ကိုမကြီးလှုပ်ပါတယ်အဲ့တော့မကြီးအငတ်ခံနေရလားဆိုတော့အငတ်လည်းမခံရပါဘူးမကြီးထမင်းလည်းစားပါတယ်မကြီးစားကြတာတွေလည်းစားပါတယ်ဒါပေမဲ့ချင့်ချိန်ပြီးစားတော့တာပေါ့ဘာလို့လဲဆိုတော့ကိုကဝိတ်ချနေတဲ့ plan ကိုယူထားတဲ့အတွက် အဲလိန်လို့လည်းမရတဲ့အတွက်ဆရာတို့ကလည်းအားနာတယ်သူတို့ကတေချာကိုစည်းတနာနဲ့ကိုယ်ပေးစီချင်တာဆိုတော့ဒါပေမဲ့မိုက်ဘာလို့တွေ့ကြကြတိလာလဲဆိုတော့ဘယ်ကရာကိစ္စမျိုးမဆိုကိုကိုတိုင်းပါဝင်ဆင်နွှဲမှာအောင်မြင်မှာပါဆရာတို့ကညွှန်ကြားတယ်ပြောတယ်အဲ့ဒီတိုင်းမိုက်တကယ်လက်တွေ့လိုက်နာပြီးနာခံပြီးစားမှတောက်မှနေထိုင်မှမိုက်ဝိတ်ကြမှာပါ ဆိုတော့ကောင်းကောင်းနဲ့လုပ်ခဲ့ရတာဟုတ်တယ်လီလဒါထက်ချအောင်ပါဒါဘာဖြစ်တော့အခုပိန်သွားတဲ့ခါကျတော့ဇယုတ်တွေဆိုလဲဘာဖြစ်ကိုစိတ်ကြိုက်လက်ခံလို့ရတဲ့အနေထားဖြစ်သွားပြီဘယ်လိုမျိုးကြီးကိုစိတ်ကြိုက်လက်ခံလို့ရတဲ့အနေထားလည်းဖြစ်အောင်မကြီးအသက်55နှစ်ဖြစ်သွားပြီ